င်းဒီကိုအမြတ်တနိုးလက်ထက်လိုက်တဲ့ဇနီးတဲ့လင်းမြဖူးပိုင်ဆိုင်နဲ့ယူလောက်စရာစီးပွားရေးလုပ်ငန်းနဲ့ချမ်းသာကျဲဝါပိုင်ဆိုင်မှုများယခုရက်ပိုင်းနဲ့အင်တာနက်ပေါ်မှာလူပြောများနေတဲ့ကိစ္စကတော့နိုင်ငံကျော်ရုပ်ရှင်မင်းသားပိုင်ဒီကိုရဲ့အကြောင်းပါအားလုံးသိကြတဲ့အတိုင်းပိုင်ဒီကိုကမြန်မာနိုင်ငံမှာကြီးတဲ့ချမ်းသာတဲ့တတိယသမီးတယောက်နဲ့လက်ထက်ခဲ့တာပါပိုင်ဒီကိုကဇနီးတဲ့ကိုအမြတ်တနိုးတန်ဖိုးထားစွာနဲ့မိသားဘာသာပေပေးစိတ်ဆက်တောင်းရင်ခဲ့တယ်လို့ခုချိန်မှာလည်းမင်္ဂလာပွဲကိုကြီးကျယ်ခမ်းနားစွာဆင်နေခဲ့တာပါပိုင်ဒီကိုကသူ့ရဲ့မင်္ဂလာပွဲကိုရှန်ကုန်မြို့ကထိတ်တဲနေမဲ့ကြီးဟိုတယ်တစ်ခုမှာကျင်းပခဲ့တယ်လို့နေမဲ့ကြီးနု ပညာရှင်တွေများစွာကလည်းတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ဘိုင်ဒူရဲ့မင်္ဂလာပွဲမှာတော့တိန်းတောင်းချီကုန်ခန်းကထိုင်းနိုင်ငံကပန်းတွေနဲ့မင်္ဂလာပွဲခမ်းနားကိုအလှဆင်ပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဘိုင်ဒူရဲ့ဇနီးတဲ့သူတို့တမီလင်းမြဘူးဟာတိန်းတောင်းကျော်တဲ့ပီတန်ဘရန်များနဲ့စင်ပီယက်ကြီးကိုဆင်မြဲပြခဲ့တာပါ။ ဒါကြောင့်လေလူတွေကပိုင်းနေကုန်ယူထားတဲ့ဇနီးလောင်းလင်းမြဖူးရဲ့ချမ်းသာကျေဝါမှုကိုသိကျင်နေကြတာပါအားလုံးသိကြတဲ့အတိုင်းပိုင်းနေကုန်ဆိုတာကမြန်မာနိုင်ငံကအမျိုးသမီးပြည်သက်တွေတာမကမြန်မာနိုင်ငံရဲ့အိန္ဒိချင်းထိုင်းနိုင်ငံအိန္ဒိယနဲ့ကမ္ဘောဒီးယားနိုင်ငံပါဝင်နိုင်ငံတော်တော်များများကအမျိုးသမီးပြည်သက်တွေတက်တန်းဆွဲရတဲ့မင်းသားတလဲဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့မင်းသားတလက်ကအခုလိုမျိုးနိုင်ငံတကာတီထူပေါင်းနိုင်ဖို့ကရှာပါပါတယ်အခုဆိုရင်တော့ပိုင်ဒဂွန်ရိုက်ကူထားတဲ့ရွှေရှင်စကားတကားဆိုရင်နိုင်ငံတကာမှာယုံတည်နေတာပါပိုင်ဒဂွန်တရားဟောဒီလိုအောင်မြင်နေတဲ့အချိန်မှာပဲသူ့ရဲ့ချစ်သူကောင်မလေးကိုကိုရီးယားနိုင်ငံဆွေမျိုးတော်ရဲ့ဟန်မြင့်ပေးနာမှာစိန်နှဲဆွတ်နဲ့အတူဒုထပြီးတော့လက်ထခွင့်တောင်းခဲ့တာဖြစ်ပါတယ်ဒီလိုပိုင်ဒဂွန်လိုမျိုးထိတ်တဲအောင်မြင်မှုတွေများစွာရနေတဲ့မင်းသားတယောက်တောင်မှအမျက်တနုတံမိုးထားတဲ့မိန်းကလေးဟာနည်းနည်းရမိန်းကလေးတယောက်ဖြစ်နေတာကိုအားလုံးကခံမှန်းမိခဲ့ပြီးသားပါဒါပေမဲ့ပိုင်ဒဂွန်ချစ်သူလင်းမြတ်ဖူဟာပရိသတ်တွေ ထင်ထားတာထက်ကိုပိုပြီးတော့ချမ်းသာကျဝနေတာဖြစ်ပါတယ်။တရင်ချိုရဲ့ဆိုရကားဆိုရင်တော့ပိုင်နဂွင်ရဲ့ချစ်သူကောင်မလေးဟာမြန်မာနိုင်ငံစီလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးစန်းလင်းသမီးဖြစ်တယ်လို့သိရတာပါ။ဒါရင်မကားပါဘူးပိုင်နဂွင်ရဲ့ရောက်ခမဟာရန်ကုန်မြို့မှာနာမည်ကြီးစားသောဆိုင်တွေဆန်နဲ့အခြားကွန်ပစ္စည်းတွေနိုင်ငံခြားကို export လုပ်တာနဲ့တူအရက်ဘီယာနဲ့ဖျော်ရှာမကလုပ်ငန်းတွေတဲတနေလူတွေမရှိမဖြစ်သုံးဆွဲနေရတဲ့လူသုံးကုန်ပစ္စည်းတွေတင်သွင်းဖြန့်ချီတဲ့လုပ်ငန်းစားတဲ့လုပ်ငန်းများစွာကိုမိသားစုပိုင်းစီးပွားရေးလုပ်ငန်းတွေအဖြစ်လုပ်ကင်နေရလို့သိရပါတယ် ဒီလိုလုပ်ငန်းတွေအများကြီးတဲ့ကမှာအချို့ကပိုင်နဂေါ်မကြမီမှာလက်ထပ်တော့မဲ့ချစ်သူလေးမြဖူကဥဆောင်ပြီးတော့လောက်ကန်နေရတယ်လို့သိရတာဖြစ်ပါတယ်။ဒါပြင်ပိုင်နဂေါ်ရဲ့ချစ်သူကောင်မလေးကပိုင်နဂေါ်နဲ့စီးပွားရေးဆက်တူလုပ်ငန်းဖြစ်စင်ကာပူရေကင်းမုတ်ဆိုင်တွေကိုလည်းရန်ကုန်မှာဖွင့်လှစ်ထားတာပါ။ ဒါကြောင့်မလို့လေပိုင်းတကွန်ဟာလူရွေးတော်တယ်လို့ဆိုအမှဖြစ်ပြီးတော့စီဝါရေးလောကမှာထိုးကြွထက်မြက်ခါမိဘကလည်းကြီးကြီးတဲ့ချမ်းသာတဲ့ချစ်သူကောင်မလေးကိုအမျက်တနှိုးနဲ့လက်ထက်လိုက်တာဖြစ်ပါရင်ဒီတော့လေပိုင်းတကွန်ကိုပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါရင်အချို့ကလည်းပိုင်းတကွန်ဟာသူ့ရဲ့ချစ်သူကောင်မလေးကိုငွေမက်လို့ယူတာဖြစ်တယ်လို့ဆွဆွဲနေတာဖြစ်ပါရင် ဘာပဲပြောပိုင်နေကုန်ရဲ့ချစ်သူလင်းမြတ်ဘူးဟာမင်္ဂလေးတိုင်းအားကြားတဲ့သူတို့သမီးလေးဖြစ်လာတာပါပရိသတ်တို့အနေနဲ့ရောပိုင်နေကုန်နဲ့လင်းမြတ်ဘူးတို့ရဲ့မင်္ဂလာပွဲကိုဘလို့မြင်သလဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုလည်းကိုမမပြောခဲ့ပေးပါအောင်ရှင်အာမင်းနဲ့ဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစေဝင်စားစရာကောင်းတဲ့ဆယ်လီတဲ့နုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်အာမင်းနဲ့ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်